တော်တဲ့တောင်းတဲ့တွေ့မှုတကလာရောက်ပြီးတော့ကုသကောင်းမှုများဘပွေရရလိုအပ်တယ်။ဒီမျိုးရဲ့အင်းငယ်နဲ့ရှင်ပြီးတော့ကုသတရားပြုလုပ်ကြရတဲ့ဘုရားသူပဲဘယ်မှာသွားတတ်လို့ဖြစ်ပြီးခွာလေ။ကောင်းမှုကုသပြုတဲ့အခါကုသပြုစဉ်ကံကျိုးမြင့်တည်မြတ်ရှင်ပြီးတိရိကုသကောတဲ့။ ကုသိုလ်ပြုတဲ့အခါမှာတန်ခိုင်းအကျိုးမြင်ပြီးတော့ကိုယ့်ရဲ့အသိဉာဏ်နဲ့ရှင်းပြီးတော့ကုသိုလ်ပြုမယ်ဆိုတဲ့ခေလျာဘုံဘဝလေးမှာတိဟိပဋိသတ်လေးကျိုးပြီးဒီကကကုသိုလ်ပြုတဲ့အခါမှာဉာဏ်နဲ့ရှင်းပြီးကုသိုလ်ပြုတတ်ဖို့လိုတယ်ဉာဏ်နဲ့ရှင်းမယ်ကုသိုလ်ပြုခဲ့ဥပမာလောဘနဲ့ဥပမာတကယ်ကုသိုလ်ပြုနေတဲ့လောဘစိတ်ဖြစ်တယ်တကယ်ကြောင့်လည်းဒေါသစိတ်ဖြစ်နေ ောသတိဖြစ်တယ်။ဒီလိုမျိုးကောင်းကုသိုလ်ပြုတဲ့အခါမှာဣရိတာရဲ့ခြံရံပြီးတော့ကုသိုလ်တော်ကိုပြုမိနိုင်တယ်ဆိုရင်နောက်တော့ဘာအကျိုးပေးတဲ့အခါမှာဒီကုသိုလ်ဟာအကျိုးပေးမတတ်ရှင်းမစိမ့်ရဲတဲ့အတွက်ကုလောင်စွာနဲ့ပြည့်ဖြစ်နိုင်ရတယ်။ဒါနာကြောင့်ချမ်းသာကြောင့်ချမ်းသာပဲ။ဒါပေမဲ့သိရှိရင်ကိုယ်ရှင်ဖြစ်နေရတဲ့အတိဉာဏ်လေးနည်းနေတဲ့ ကောင်းကုသိုလ်ပြုလိုက်ကမှဉာဏ်နဲ့ရှင်ပြီးကုသိုလ်ပြုမှလာဉာဏ်ပညာကြီးမားတာအဒီအဒီဉာဏ်ဒီလောကီမှာလည်းလောကတို့လောကုတ္တရာမှာပုံပြီးတော့တော့ဘယ်တော့ဒုက္ခတွေရှိတယ်လဲသတ္တဝါတို့ဒီဉာဏ်အာနေတဲ့အလောကပဲတရားစကားပြောပြောတရားရဲ့တန်ဖိုးကိုမသိနေဘူး ။တပည့်တော်ရဲ့ဘဘရဲ့ကြောင်းမှာဘုရားဝိဇ္ဇာတို့နဲ့ဥပ္ပိဦးလေးမှာတော့လုပ်ခဲ့။ဘုရားဝိဇ္ဇာကုသိုလ်လာလာယူတဲ့တချို့စကားကြီးတွေကိုကြားတရားထုတ်တယ်။တရားတွေပြင်ပြီးတချို့တင်ပြီးပြီးအောက်ထုတ်ခိုင်းတာတော့မှာဒါပေမဲ့သူရဲ့ပါရမီဒါနကုသိုလ်ဘုရားဝိဇ္ဇာကုသိုလ်တိရကုသိုလ်တို့သူတို့လုပ်ကြ။ဘဝနာအထုတ်ခံတဲ့အခါတရားလုံးကြီးနီးတယ်အိစိတ်တင်ပြီးအထုတ်ခံတယ် အလောင်းပဲတရားပေါ်တရားပြတာသူတို့လည်းအားတော်အားထုတ်တာပဲခဏမေးတရားကဘလို့မှမတတ်တာဓမ္မလူပါပရိသတ်ကိတော့မှမကွယ်သူတို့ကြိုးစားစိတ်ကားလည်းကောင်းတယ်အဲဘုရားသဘောပေါ်တယ်စိတ်လျှော့လိုက်တာလေဘုရားနော်သူတို့ကတိလိမ့်မဟုတ်ဘူးပဲတွေးနေတယ်ဘာလို့လဲတွေးနေနော်ဘယ်လိုတိဟိဆိုတာကယေပညာကြီးမားတယ် တိဉာဏ်ရှိတယ်။လောကီမှာလည်းစူပါရဲ့လို့လားစူပါရှင်နဲ့ပညာရှင်နဲ့ဉာဏ်နဲ့ရှင်ပြီးတော့ရှင်နိုင်တဲ့အောင်းမြင်တယ်။လောကုတ္တရာမှာဆိုရင်လည်းဇေနောသမကောင်းရဲ့ဘုရားဘုန်းကြီးဒီပိလက်ပြောက်မှုတွေရောက်ပြီဆိုလောကုတ္တရာမှာလည်းဒီပုဂ္ဂိုလ်တွေတရားဆိုဉာဏ်စင်ပြီးတော့တရားရဲ့ကိုယ်တည်းဆက်ပြီးတော့ပုံပြီးတော့ဇောစားတို့ရဲ့တရားကိုယ်တည်းအဲ့ဒီပဲ ိုးပုဂ္ဂိုလ်တွေဒါလည်းတွေ့ရတယ်။ဒီလိုကစိတ်ထားကောင်းတယ်။ဒါနာလည်းကောင်းတယ်၊သီလလည်းကောင်းတယ်။ဘာဝနာလည်းထူထားအောင်ပဲ။ပါရမီနဲ့ဒွိဋ္ဌိဆိုတဲ့အကြောင်းကတော့ကုသိုလ်ကောင်းမှုပြုစဉ်မှာဉာဏ်နဲ့ရှင်ပြီးကုသိုလ်ကိုပြုခဲ့တယ်လို့ကောင်းမှုကုသိုလ်ပြန်ကြောင့်သူပြီးတော့ရောက်လာတယ်။သာသနာနဲ့တူတယ်။ဒါပေမဲ့အသိဉာဏ်နဲ့မပြည့်စုံ။တခြားစီးပွားရေးပိုင်းမှာတော့အသိအသိတော့သူတို့ဉာဏ်တော့အသိအသိတော့ရှိကြတယ်။ ဒီနေရာမှာပါပြီးပါပါနော်အဲဘုရားတရားကိုဘုအဲ့ဒီကတည်းကလူတော်လူပဲဒီလိုအတိအញ្ញအားလေးနေပဲဆိုရင်တရားအားထုတ်တယ်တရားမရဘူးတရားရချင်တယ်သူတို့မှာသိရှိရှိနေတော့မှာအတိအញ្ញဒီပါရမီဒီဒီလေးဖြစ်ကိုယ်တို့ပြုနေတော့ဟာညာနဲ့မရှိသေးဘူးသူတို့ဒီအများကြီးရှိတာအာဘုရားတိတ်ဆိတ်နေတယ် ဖြည့်ရပတိတန်တဲ့အကျိုးပေးဖို့ဆိုတာကကုသပြုတဲ့ကသိရတာရင်းကင်းနဲ့ဉာဏ်နဲ့ရှင်ကုဉာဏ်ဆိုတာကကိုယ်လူတဲ့နေရာကိုလူရဲ့ပေါ့ဝင်ခြင်းကိုလူမဲ့အရာဒီပြည့်စုံနေတာအားလုံးအဲ့ဒါလေးကိုမှရှိတာလေးနဲ့ကိုယ့်ရဲ့ဘုံဝေကောင်းဝင်ကိုယ့်ရဲ့ပမာဏနဲ့ချင့်ချင်ပြီးတော့လူရဲ့အရာလေးကိုစဉ်းစားလိုက်စဉ်းစားပြီးတော့ကိုယ်မှရှိတာနဲ့ဆရာတော်သားတော်ရဲ့လူအပ်ပါနဲ့ချင့်ချင်ပြီးတော့ဉာဏ်ရှိကိုယ်တို့ပြုလိုက်ကြတော့ ပိုင်ပြပါတော့ပြီးတော့သာသနာတော်များကပတိယပတိပတ်သာသနာပြုလုပ်နေမျိုးကိုမြေမျိုးလုံးတဲ့ပစ္စည်းလေးတော့အုံတူပြီးတော့ဆက်ဆံတာကဆက်လက်နေပါစေဆိုတဲ့စေတနာမေတ္တာနဲ့မပါဘူးလားပါတယ်သောတာပန်လို့ဒီအများဆုံးဆက်လက်နေပါတော့ဟဲ့ဒီအချင်းတော့တော့ဒီပူလောင်နေပြီ။ဘုရားရှင်ရဲ့အာရဏာတိဘုရားရှင်ရောပြည့်နေပါစေ ုသိတိပါဒနာသိနေတယ်ဆိုတော့အေကံလာလို့ဒီကြီးစုပဲရှေ့လူကြီးတွေကတရားရဲ့သုံးပါးတွေကိုမမီးလို့ပြောနေတဲ့အတိုင်းလာရင်တရားတော်ရှင်မြတ်တွေကိုပစ္စည်းလေးပါတော့ပတ်ခဲ့တယ်လို့ပါဒနာကြီးကိုသိနေလို့ရှိတယ်ဘာလို့လက်ထက်မှာအဲ့မှာကိုယ်နဲ့ပတ်သက်လို့နေမယ်ဆိုတော့ရရဲ့မျိုးဆက်တွေကောင်းလာတော့သားတယ်အကုန်ပါဒနာကွယ်သွားတယ်လက်စတိတ်ကဘယ်ပြေးမှဖြစ်တယ် ဒီလိုမျိုးတွေဉာဏ်နဲ့ရှင်ကုသိုလ်ပြုတဲ့အခါဉာဏ်နဲ့ချက်ချက်ပြီးပြီးတော့ကုသိုလ်ပြုပါတယ်။ကိုယ်ရဲ့တရားတွေဒီကဓမ္မတွေကကိုယ့်ရဲ့အဉ္စဉ်နဲ့ရှင်ပြီးတော့နော်ဘုဖရေရဟိုချင်းချင်းစဉ်းစားပြီးတော့ဉာဏ်နဲ့ရှင်ကုသိုလ်ပြုဒီလိုကုသိုလ်ပြုတာတော့ဘာလို့လဲဆိုတော့အဘိဓမ္မာမှာအတ္တေကာကတတ္တေကာကဆိုတာရှိသေးတယ်အဲ့ဒီလိုပါခိုင်းမှာဒါမှမဟုတ်တိုက်တော်လို့သူ့သာလည်းပါတယ်ဒါပေမဲ့မမေ့ရတဲ့ တိတ်တယ်ပဲရှိပြီးကိုယ်ပိုင်စိတ်ထားတဲ့ဒီကုသိုလ်ကြီးဒီအလုပ်ကြီးလုပ်တဲ့လေဆိုတဲ့အတိနဲ့လောက်တာတော့ပို့ပြီးတော့အကျိုးပြီးကောင်းနော်ပို့ပို့ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်တော့ဘယ်လိုစားရဲစားရင်ဘယ်လိုမှတိုက်ဖို့လို့နေပဲဆိုလို့လေကုသိုလ်ပြုပါပါမယ်ကိုကိုယ်တိုင်ကိုယ့်ရဲ့ပြင်ကိုယ်စိတ်နဲ့ကုသိုလ်ပြုအောင်လို့ဆိုတဲ့အတိနဲ့ပြုရင်ပို့ပါတော့ပို့ပြီးတော့အလုပ်ကိုကြည့်ပါဒီကုသိုလ်ပြုတဲ့ကောင်ကလည်း ဘယ်လိုလုပ်လို့အတိဉာဏ်ဆိုတာနေရာနဲ့ကိုရေးပါဉာဏ်နဲ့ရှင်းပြီးတော့ဉာဏ်နဲ့ရှင်းရတဲ့စေနာမြတ်တာနဲ့ရှင်းရတယ်ဘယ်လိုဒီဒီအစားကတော့ဘယ်လိုပါလဲဆိုတော့တရားရှင်ဟာအစ်စ်တိုင်းဘုရားကိုဒီဥပပါပါပါနော်တိုင်ငန်းစုတိုင်ငန်းစော့ဘုရား ဘုရားရှင်ကအရှင်တိုင်းဘုရားကိုတင်ရန်ဆောင်တာလေအရှင်တိုင်းဘုရားကဘုရားရှင်ကိုတင်ရန်ယူတာလေဘယ်သူကဘုရားကိုရောက်တယ်ဟမ်အဲ့ဒါကဘုရားဆုံးဆောင်တာတော့ဒီလိုလေးရှိကပ်တရားတရားမှာရစတာနော်အရှင်တိုင်းဘုရားဆိုတာကနော်လောကမှာတော့ဘုရားအမျက်ဆုံးတော့ဟုတ်နော်ရှားရအောင်လေ ဘုရားရှင်ကအစ်စ်လိုက်ဘုရားကိုသင်္ကန်းပြီးဆွတ်လာတယ်သူဆွတ်လာတယ်ရှင်လိုက်ဘုရားကဘုရားကိုသင်္ကန်းဆူတာတယ်ဘယ်တော့ဘုကုတို့ရအောင်လဲနော်ဒါလေးဒါစိတ်လုံးလာကြတော့တယ်နော်ဟမ်ဇေဝကေကြည့်မယ်ဆိုရင်တော့ဒါရှင်လိုက်ဘုရားဘုရားဆိုတာဘုကုတို့ရအောင်နော်ဘုရားဆိုတာတကယ်ကအလိုချမ်းပုဂ္ဂိုလ်ကြီးလောကရဲ့အနိုင်ရဲ့ပုဂ္ဂိုလ်ဖြစ် ေတိုင်းဘုဒ္ဓရာအပြောင်းပြင်းနေလို့ကုကုဆိုရပါဘူး။ဘုရားရှင်ဟာရှင်တိုင်းဘုဒ္ဓရာကိုလူတဲ့ခါကျတော့ရှင်တိုင်းဘုဒ္ဓရာကဘုရားရဲ့နေရဟုတ်နော်အဲဒီလိုလဲဘုရားကသူ့ရဲ့ဆိုတဲ့ပြည့်စုံတယ်စုံတယ်လူတွေသာစုံလူတွေဘုရားရှင်ဟာရှင်တိုင်းဘုဒ္ဓရာကိုစုံလူသားတဲ့ရှင်တိုင်းဘုဒ္ဓရာကလက်ဆောင်ပြန်ကိုလူတန်းလာတယ်ဆိုရင်ရှင်တိုင်းဘုဒ္ဓရာဘုရားအောင်သူ့ရဲ့ကုသိုလ်ကကိုယ်ချုံများပဲဒီလိုပဲရှင်ဘုရားပြုံးတယ် ဒါပေမဲ့တကယ်အဖြစ်ကအဲ့ဒီဘုရားရှင်ကအရှင်တိုင်းအရှင်တိုင်းဘုဒ္ဓတော်ကိုတိမ်ကံပေးဆုံးတာကုကုတ္တရာဒါပေမဲ့ဘုလိုဘုရားရဟန္တာတို့ဒီကုသိုလ်အကုသိုလ်အကုန်ပေးတာဒါပေါ့ပေါ့နော်အကုန်လုံးကကံမကြောက်လို့ဒါပေမဲ့နားလည်ပြီးတော့ပုံမှန်ပြောပြတယ်။ဘာကြောင့်လဲဆိုတော့တဲ့အရှင်တိုင်းဘုဒ္ဓတော်ဒီဉာဏ်ပညာဖြတ်စုပြီးတော့အကြီးဆုံးပဲ။ဘုရားကဉာဏ်ပညာကြီးမားသောအတိုင်းပဲဘုရားပြည့်တယ် ရှင်နိုင်ဝိဒရာကဘုရားသူ့ရဲ့အချိန်မှာသူ့လည်းသူ့ဉာဏ်နဲ့ရှင်ပြီးတော့ဥပမာကိုယ်သူပဲလေးကရေလေးတစ်ပတ်ဖြစ်ဖြစ်မယ်တင်ရလေးတစ်စုံဖြစ်ဖြစ်မယ်ပစ္စည်းလေးတစ်ခုဖြစ်ဖြစ်မယ်ဓာတ်ဝင်လေးတစ်လုံးဖြစ်ဖြစ်မယ်ပြစမ်းဖြစ်ဘူးနော်အဲလိုသူ့လိုက်တဲ့ဘုံတော်သူ့ပဲဝတ်ထုကိုယ်ရဲ့ချူတဲ့စားလေးကိုသူ့တန်းအဓိကအစ်စ်တို့ဆိုအချင်အရံဆိုလို့ပဲနေရမှာဆိုလေအချင်အရံချင်ရလိုက်နော်ဒါတို့လေရွှေလဲဆိုဘာလဲဆိုဆိုရင်တော့ ရံရတယ်လေနော်စိတ်လေးရံလိုက်တာရွှေလေးကိုလိုက်တာတောင်းပါလေအခုဆိုတာရှိတာဘုမာလဲအဝတ်နော်ဒါဆိုတော့ပစီကားလေးဆိုရင်ကောင်းတယ်ဆိုပေမဲ့ဘောင်မကုတ်တိုင်းကြီးရတာလည်းနည်းနည်းအေးမနာဘူးအောင်လေးပါလာမှဒီပစီကားကြွတယ်ကိုတော့နော်နေရာထဲမှာမကုတ်တယ်ဆိုတာကျောင်းနေဆိုရင်တော့ပန်းစံပြားဆိုတာပါတယ်တက်တက်အကုတ်လေးနော်အနာတက်တယ်ဒါလေးကပူ အဲ့ဒီခြံတွေဆိုလည်းဒီတိုင်းနဲ့ဆိုင်စီလိုလေးပွက်လိုက်ပါအာဒီခြံပွက်လေးကပေါ်တော့တံမူးလည်းပေါ်တယ်နော်ပိုလေးကြီးကောင်းတော့အဲ့လိုပဲဒီကောင်းမှုကလို့ပြရတာမှာသူပဲကတော့သူကဝိဓုပကုလည်းပေါ်တယ်ကိုယ့်ရဲ့အသိဉာဏ်လေးနဲ့ခြံရံကိုတို့ရှင်ရိုင်းဘုရားကတရားစီဝတ်တရားစီဝတ်သူလည်းသူလည်းဉာဏ်နဲ့ခြံရံပြီးတော့သူတို့ဆိုတာပဲအဲအဲ့လိုဆိုတာလေ ဘုရားရှင်ကရှင်ရပုဒ္ဒရာကိုတိမ်ငန်းပေးဆိုတဲ့အခါကျတော့ဘုရားကဉာဏ်ပညာကြီးကြီးမားသောတဲ့ဘုရားဖြစ်တော့လူပဲဝိတုကတော့တိမ်ငန်းဆိုတဲ့တန်ဖိုးကြီးအရောကြီးကြီးပဲဘုရားရှင်ကရှင်ရပုဒ္ဒရာကိုတိမ်ငန်းပေးဆိုလိုက်ပါမှာကျတော့ဉာဏ်နဲ့ရှင်ပြီးတော့နော်ဘုရားရဲ့ဉာဏ်ပညာကြီးမားသောဉာဏ်ပညာဟောဒီတိမ်ငန်းကိုအသုံးပြုပြီးတော့နော်ဒီတန်ဃာလိုလေးဒီဘုရားရှင်ရတာကောင်းခြင်းတုံးပြတဲ့ပြည့်စုံတဲ့ဘုရားရဲ့ဘုရားရဲ့တရားကောင်းတရားများကို မြဝေဒမသီတတဝါတွေလည်းအများကြီးအကျိုးရှိပါစေ၊ထွတ်တန်းဝေဒပါစေ၊လူနဲ့သိကသုံးတန်သောချမ်းသာတွေရရှိကြပါစေ၊အပယ်လေးပါးကလုံးပြောင်းကြပါစေ၊ဆက်ရဆရဘုရားရှင်ရဲ့စိတ်စေတနာတွေမေတ္တာတွေအတိဉာဏ်တွေနဲ့နော်ဒီဘဝအပြီးဒီငယ်လေးလူလာတာပဲဒါလိုမဟုတ်တင်ငယ်လူကြီးရောဆက်တွဲနော်ဒီတင်ငယ်ကိုလုံးပြုပြီးတော့ဖက်ချင်ရင်လေးဘေးရနေလဲတတ်တာပါစေ။ဒါဥပမာပုံမှန်နည်းနည်းလေးဉာဏ်နဲ့ချက်ပြီးတော့ဥပမာလေးနည်းနည်းပြောပြ ဒီတင်ရဲ့ဘောအတုကြည့်ရတဲ့တန်ဃာတော်လေးဒီပို့ပြီးတော့အဲ့ဒီတည်းတောင်းမအောင်နော်တောင်းမအောင်လူမအောင်ဆိုလို့ဆိုလို့ပဲတင်ရဲ့လေးတွေဝေယုံလိုက်တဲ့ကတည်းကတန်ဃာတော်တွေကပို့ပြီးကြည်ညိုတတ်အဲ့တော့ပို့ပြီးကြည်ညိုတတ်တဲ့ပဲဖြစ်တဲ့အတွက်ဖုံးပြောရတဲ့ဖုံးပြောကြည်ညိုရတဲ့ဒီကတည်းကဓမ္မတွေမှာကုသိုလ်စိတ်တွေတို့ပေါင်းပါအများကြီးများကြီးများကြီးနော်ရရှိရ ဒီလိုမျိုးစိတ်ထားနေတဲ့အပေလေးပါးကလုံလောက်ပါစေလုံလောက်တဲ့ပုံစံတော်ချမ်းသာလေးရရှိပါစေဒီလိုစိတ်ထားနေတဲ့အာယုပြုပြီးတော့ဉာဏ်ဒီတကယ်မဟာနော်ဉာဏ်ဒီနဲ့တကယ်တက္ကမြူတာဉာဏ်တော်ကြီးနဲ့ရှင်းရှင်းပြီးတော့သင်ချင်းပြီးတော့ပြုတော့ဖျက်တော့ပေးစုံတဲ့ကုသိုလ်ကိုရပြောလို့လားကအိပ်ပြောလို့လားငယ်ပင်နာအကြီးမားခြင်းဒီဘလောက်အရေးပါတယ်လို့ပြောရတယ်နော် ကိုယ်ရဲ့ဉာဏ်ပညာကြီးမားရင်ကြီးမားသလောက်ကိုယ်ယူတမ်းလိုက်တဲ့လူပဲဝိတုကလို့နော်ဘုံဘုံတို့ကဥပမာပြောရတတိယဘုံပဲဖြစ်တယ်အဲ့တတိယဘုံမှာဉာဏ်နဲ့ရှင်ပြီးတော့ကုသိုလ်ပြုလိုက်ရင်ဉာဏ်ပညာကဘာတိဘုံလောက်ဆင်ရလိုက်လူပဲဝိတုကတော့မျက်မြင်အားဖြင့်တတိယဉာဏ်ပဲဖြစ်တယ်စိတ်တိဉာဏ်ဖြစ်တယ်ဉာဏ်ပညာက၄ငါးစားလောက်တိုးပြီးတော့ဆင်ရလိုက်ဒီကုသိုလ်ရဲ့အာရုံကပိုကြီးသွားတယ်ဥပဒါဥပမာဘုံတို့ကုသိုလ်ဆိုတာကဒီမှာအခုဘလို့တက်တက်ဆိုင်တာ နော်ဒီမှာတိပ္ပိစိုက်တိုက်တာမှာမျိုးကျဲလဲတူတူပဲတိပ္ပိအရွယ်ရောစိုက်ရောမျိုးရောအတူတူပဲဆိုရင်တော့မစိုက်ပြိုးတဲ့ဥယျာဉ်မှုရဲ့ကျန်းကျင်မှုပေါ်မူတည်ပြီးတော့တိပ္ပိတဲ့နှုံးမှာသူရလားမတူစိုက်ပြိုးရဲ့ဥယျာဉ်မှုကဒီတိပ္ပိနေကူလဲကြိုက်တာနေရဲ့ကြိုက်တာအပူကြိုက်တာလားအေးကြိုက်တာလားကြောင်မျိုးကြိုက်တာလားဘုံမျိုးကြိုက်တာလားရိုးရိုးမျိုးကြိုက်တာလားမြေဝါကြိုက်တာလားစသဖြင့် တိပိရဲ့အနေထားကိုစိုက်မဲ့တုပိလေးရဲ့အနေထားကိုနော်ဉာဏ်ပညာရှိတဲ့တကယ်အသိဉာဏ်ရှိတဲ့ဒီကအိုးရမှုကဒီတိပိရင်နဲ့အဲ့တော်တဲ့ဇာတိဝတ္ထုဒီတိပိနဲ့ကိုက်ကြည့်တဲ့မြေမျိုးသားမှာဒီတိပိနဲ့ကိုက်ကြည့်တဲ့မြေဩဇာကြီးကျွေးပြီးတော့နိစ္စနေတကြားရေလောင်းပေါင်းတဲ့မြေဩဇာကြီးဆောင်ရမယ်ဆိုရင်တိပိချင်းတူပေမဲ့ကြီးထွားလို့မတူမျိုးချင်းတော့တူတယ်လေဘုရားကဥပမာပြော ဒီတိုင်းပဲကုသိုလ်ပြုတယ်ဆိုတော့ဘယ်လိုကုသိုလ်မျိုးစိတ်ကျေချာဆက်ပြီးကုသိုလ်ပြုပင်လေးကိုအပေါင်းလို့ဒါနာတိဟူသောပြုပင်ကြီးထွားဖို့အတွက်ကဉာဏ်နဲ့ရှင်ရှင်းတယ်တော့အကျိုးများပါတယ်နော်အဲ့ဒီနာဒီဘလောက်အရေးကြီးတယ်ဆိုတော့ပြောတယ်ဒီတွေမျိုးရလဲကောင်းတယ်တိပင်ဆိုတဲ့မျိုးလဲကောင်းတယ်စိုက်ကျိုးတဲ့သူကလည်းဉာဏ်ပညာကြီးမားပဲစိုက်ကျိုးတဲ့မြေက ောင်းတယ်ဒီ၃ချက်လုံးပြည့်စုံရင်တော့ဟာပို့ပြီးတော့ဒီဖြစ်ပြရကောင်းမွန်စွာကြီးသာဖြစ်ပြီးပြီးမှန်တော့တချို့ကမျိုးကောင်းတယ်မြေမကောင်းဒါဆိုရင်စင်ပြပါမလားဒီတပြားပေါက်တော့ပေါက်လာမယ်နော်ကြီးသာတဲ့တော့ကြီးသာဖြစ်မျိုးကိုမလွယ်တော့မျိုးကောင်းတယ်မြေကောင်းတယ်ဆိုရင်တော့မှဆက်တိုးတဲ့သူကပြန်နေအဲဒါဆိုရင်စုပြီးနော်ဘုဘလို့ကြောင်းမှာ အရင်တော့မသိလို့လေအဲ့လိုအပေနေလာလာလူကြဘုရားလည်းမအားတော့ဘို့အရင်တော့ပါနော်အဲအဲတမတမဝေယဝဇလုပ်တဲ့တခါတမကြီးဆိုက်တာပေါ့နော်ခွေးကြီးလည်းအပေမမဆိုက်တော့အဲဆိုက်တာဘုရားလည်းတရားထုတ်တာမကြည့်ကြနဲ့ဥမာဒါလူတော့အပေကအကောင်းဘူးအာသပပြီးတော့နော်ဈေးမတန်တော့ဂျာလေးညိုးလေး၆လေးအပေလေးဖြစ်တော့တချို့ပေနေသေးလို့တော့ဘုရားကအစတော့မသိဘူးတရားကအထုတ်နေတော့နောက် အဲဒီလိုဆိုတော့ကြည့်လိုက်တော့အပေကြီးကတည်တဲ့ပြာတည်ညှိုးတဲ့ပြာအဘာဖြစ်လို့လဲအဲ့ဒါတော့မှာဒါစိုက်တဲ့သူကဘယ်ပြလာလာကုသိတက်တော့တက်တော့နေတော့စိုက်တာပဲဒီပြာနေပူတဲ့ကြိုက်တာနေနေတာသူမသိမြေမျိုးစားတဲ့သူမခွဲတဲ့ဘူးအဲစသည်ဖြင့်အဲ့ဒါတော့အပြာဖြစ်နေပြီနော်တော့မှနားလေတဲ့သူ ပေါ်ပြီးတော့ခိုင်းပါဘမုတ်ဒီပြရနေပြည့်ဆက်ရတယ်ဒီပြရနေပြည့်ဆက်ရတယ်ဒီပြရဘလို့နော်သူကနားလေတော့ပေးကြတာဆက်ခဲ့မှာအပြည့်တက်ကြီးပါတော့ဒါတော့မှဒါကဘုရားမှာပူတော်ရတဲ့မဟာဗောဓိပင်ဘုလိုကိုယ်ညောင်စေးကိုစိုက်ပြိုးတယ်ဒီမဟာဗောဓိပင်ကတော့လေအစိုက်ပြီးဘုကောင်ပူဇော်ရတာအပြည့်အပြည့်ပေါက်ကြီးဒီမှာလမ်းမလောက်ကြီးပဲရှိတယ်အပြည့်ပေါက်တိတိကြီးဒီချိန်မှာဟုတ် အဲ့ဒီလိုကြောင်းနားလဲပါလေဆိုတော့တခါကြီးပြောက်သားကြောတယ်ခါကြတော့ဟာလေပုံပုံကြောင်းမှာလေးလို့ရှိတယ်အများကြီးပေးတယ်ပုံပုံကြောင်းလည်းပြောမှာကတိကောင်းတော့လေးလို့ရှိတယ်အများကြီးဟာဒါလေးကမျိုးစားအရင်ကောင်းတာဗျာတဲ့နော်အဲ့ဒီအာအာနဲ့သူကလည်းစက်ပြီးပြည်နာစေနိုင်ငံသားတွေလည်းသွားလေးလာတာတဲ့သူဆိုတော့အော်ပုံပုံလည်းလုံးကြည့်တာပေါ့နော်အားအားလည်းတခါကြီးကြည့်ပြီးအေးလေးတွေဆောင်ရပြီးတော့သူကအဲ့ဒီလေးလို့ရှိမျိုးစားတယ်ဟုတ်နော်လေးလို့ရှိစီကိုစောက်ကိုတည်းမှာသူသွားချုံပြီးတော့ ဘဘဝမှာမဟာဘောရိပုတေချာလေးယူရရဆိုင်နေတာဒီမဟာဘောရိပုပူကြီးတော့ပူကြီးတော့ဒီမှာလေးလို့ရှိနေပြီးတော့သာကျွေးတာလေးရက်လောက်နှစ်ရက်လောက်နေတော့အဲ့ဒီအပေမှာရှိရအရွက်ကြကိုကြည်ကြလို့မဟာဘောရိပုတေရကိုမယူရရနဲ့တော့ပြပါအရွက်တွေကိုကြည်ပြီးတော့ပြိုးပြီးတော့အဖျားလေးပါချောင်းတာအာမဖြစ်တော့ဘူးမဖြစ်တော့ဘူးအဲ့ဒါ ဘုံဘုံမှာတော်တော်စိတ်ကူသွားတယ်။ဒီ body ကိုအသေးသေးကြခုမှာအနည်းဆိုင်ထားတာဆိုတော့ရှာရှာပါပါအစ်စ်ဆိုတော့အဲ့ဒီကိုကိုအဲ့မျိုးစားတွေပြန်ဖက်ဒီ body ပဲလို့ယူယူရရနော်ရေရေတော့ပြီးတော့တခြားမြေလေးနဲ့ဒီအုတ်ထဲလေးတွေနဲ့နော်အဲ့ဒါကုသွားပြန်ဆိုင်အာတေဘူးလိုတေဘူးလိုပြည့်ပြီဟိုးဒါအရင်ပိုင်းအောင်ကြည့်တော့၆ထောက်သွားပြီးတော့ဘုံဘုံမှာမိသားစုဘုရားစုဆိုအာဘောရင်ပြီ တကယ်ပြိဘောကသေးသည်ဆိုလေစိတ်လေလေးလေးနဲ့အာပူသွားတာဆယ်ဆက်မိုင်းလောက်အဲ့တိုင်းပဲအဲ့အပြာငုံတို့ဖြစ်သွားချောပြီးတော့ဒါပေမဲ့ဟုတ်အရင်ပိုင်းလေးမှာအရင်ပိုင်းလေးတော့အယိုးလေးလားစိတ်လေးစိတ်လေးအကုန်လုံးချောပါအဲနောက်ကြမှာတဖြည်းဖြည်းလေးနဲ့ပြန်ပြီးအသက်လေးထွက်လာကြီးပါလို့ပူနှေးသွားတယ်ဒါပေမဲ့မသေးတာပဲပြည့်စုံနေတာအဲ့လိုလားဘာကြောင့်လဲဆိုတော့လေလို့ကြည့်ရအရင် အယံပြီးတော့မြေဩတာတော့မြေဩတာပဲနည်းနည်းလေးတွေ့ရအောင်ဟောဒါကမြေဩတာပဲအများကြီးသူလည်းနိုင်ငံသားပဲဆိုလို့ပဲလေသူလည်းသူ့ရဲ့နှိုင်းချက်နဲ့နိုင်ငံမှာတိုက်တွန်းသွားရအောင်ပြောလို့လားညံ့ပြီးအမျိုးသားတွေ့ရရင်မကောင်းဘူးနော်အဲ့တော့ကုသိုလ်ပြုတဲ့ခါမှလည်းအဲ့ဒီတိုင်းပဲသူညာတဲ့သူအံဝင်ခွေချဖြစ်အောင်လုံးဝကွက်တိဖြစ်အောင်ညံ့နဲ့ရှင်ရတယ်ညံ့နဲ့ရှင်နိုင်လေရှင်နိုင်တော့ဒီကုသိုလ်က သူ့ပဲဝိတုကြီးသူ့ရင်းသူ့ပဲသူ့တဲ့သူ့ရဲ့နော်ဥပမာဒီရဒီပါကြီးဒီမှာဒီရပါတဲ့သူတွေတော့ဥယျာဉ်ဘူးတွေနဲ့သူ့နော်အပေဆိုင်မဲ့သူတွေနဲ့သူ့ရဲ့အလူမဲ့သူတွေနော်တကယ်တကယ်အလူရှင်တွေကဥယျာဉ်ဘူးနဲ့သူ့ရဲ့သူ့ပြင်ဆိုင်မဲ့သူတွေဟုတ်ပြီလားအခုဒီကတော့သူ့ရဲ့သူ့ပဲဒီသူ့ပဲတွေရကြတော့ဒါပြိုးပေလေးမျိုးစစ်တွေနဲ့ဒါကမျိုးစစ်ကိုတို့မျိုးစစ် အဘဘောလို့အလုပ်တဲ့ပုံပုံရကြတော့အမြေကြီးနဲ့နော်ဘဘောတော့ဗာနဲ့တူအမြေကြီးနဲ့တူတယ်အမြေကြီးနဲ့တူလို့လေဒီမှာတင်ရန်နေပါလေနော်ဒါတင်ရန်ကဘာကရတန်ရလဲအတွက်နော်ဒါလက်ဘက်ပေါ်မှာငွေတွေကစဉ်းစားမိတယ်ဘာလို့ဒီတင်ရန်တွေကဘာလို့ဒီလိုကြီးဖြစ်နေရတာလဲနော်အရှင်အာနန္ဒာကအရှင်အာနန္ဒာကိုတမက်စွာပြန်ရှင်းရတယ်တင်ရန်တွေထုတ်တဲ့အခါတည်းရှင်းနော်ဥပမာ ုမှာဖြစ်တာအနေနဲ့တွေ့လာတယ်မဂရတိုင်းမှာလေွက်တွေကိုပြလေလေကစင်းရိုးတွေလေွက်တွေနော်အေးဒီတိုင်းဒီပုံစံနဲ့တင်နေချုပ်နော်အဲဒီလေွက်တွေလေကစင်းရိုးတွေပုံစံတင်ရောဆက်ရှင်းအနေနဲ့ကပြန်ရှင်းတာတို့ခေါ်တယ်တမန်တော်ရှင်ပြည့်တွေဒီကောင်းမှုမျိုးစိတ်ကိုကျဲချဆက်ပြုရအတွက်လေယံဒီကောင်းပြီဒီရည်ရွယ်ချက်တွေပြန်ရှင်းတာဘာလို့လို့လို့အကြောင်းနဲ့တခုမှမရှိဘူး အဲဒါဝစီကမနောကဒါနာကုလေကမဒါနာလူပြိဖို့တဲ့ဉာဏ်နဲ့နော်အခုလိုတန်တော်တွေကဗာတဲ့သူလေလူတဲ့ပုဂ္ဂိုလ်ကမိကြီးနဲ့သူတယ်လေယောင်ကြီးနဲ့သူတယ်နော်ဒကာမလိုကစိုက်ပြိုးမဲ့သူတယ်နော်စိုက်ပြိုးမဲ့သူနဲ့သူတယ်သူပဲဝိသုတွေကကုတုနောကုတုမျိုးစစ်ပြိုးပင်နေတယ်ဒါဉာဏ်နဲ့ရှင်ကုတုပြုရတယ်ဒီကောင်မှဉာဏ်ကြီးမှရဲ့ကြီးမှတို့ကိုပြုတဲ့ကုတုဟာကိုကြီးမှ လူပဲဝိသုတူတူတူနေပေမဲ့အကျိုးပေးရတော့ပွာချာတယ်မှန်ပါဗျာနော်အခုတော့ဒါဣသရေလို့ပါလို့ဆိုရင်ကြည့်ပြီးနေရာခန္ဓာရနိုင်တယ်လေနော်တကယ်ခန္ဓာရနိုင်တယ်တကယ်ခန္ဓာရတယ်ဥပ္ပေထောက်တွေ့တယ်နေရာအော်ဉာဏ်ကောင်းတဲ့ပါတော့နော်သူတို့ရဲ့စိတ်ပူရင်းဒီစနစ်ကအရင်ခက်ခဲအရင်ဉာဏ်မကောင်းတဲ့ပါတော့သူတို့ရဲ့ဉာဏ်ကိုအမတန်ကိုအောက်ကုန်ထုတ်တော့စဉ်းစားချင်းတယ်ဉာဏ်ကြီးကသူများတွေပဲပူကောင်းပြီးတော့ လေမီကောင်းပါရယ်ဆိုတော့မီကောင်းပါရယ်ဆိုတော့နိုင်ငံတွေတော်မှသူတို့ရဲ့စိုက်ပြီးပြီးပြီးနေတယ်เนาะဒီကအစ္စရေးကတိတ်ခွာရောင်းစားနေတာမြေရှိတဲ့သူတွေကိုမြေမရှိတဲ့တဲကန်နိုင်ငံနိုင်ငံရောင်းစားနေတယ်ဒီပြည်သားကြီးမှာမြေကြီးတာလောကြီးမှာသူတို့ကနော်ဒါတော့သူတို့ကမြေမကောင်းသေးဘူးเนาะမြေမြန်ကောင်းလို့ရတော့နော်မြေမြန်ကောင်းလို့ရတော့သူတို့ရဲ့မြေပြည်သားကောင်းလာတယ်လည်းတွေ့လိုက်တော့အာနော် အဲ့တော့ဒီဆိုတာအစ္စရေးကအဲ့ဒီပြည်နာစီတွေညမာပြီးရောက်လို့ဒီနှစ်ပြောတယ်။ချောင်းနေလေဒီတန်းရှိနေတာဟာရေတွေနဲ့ပြောလိုက်တာသူတို့မှရေတူရှိဘူးလေ။နော်ဒီလိုမျိုးချောင်းနေတော့လည်းမရှိဘူးလေ။မြေတွေကလည်းဘာမှလုံးစရာမလိုဘူး။ဒီမှာတရားပြည်ရဲ့စာပြစ်လိုက်ရင်တော့အပြင်းအပေါက်လား။ဟိုမှာလို့မပေါက်ဘူး။ဒီမျိုးစိလေးတခုပေါက်ဖို့ဆိုတာသူတို့မှအာများကြီးအားထုတ်ဒီမှာအသေးစိတ်ကမဆိုင်ပဲနဲ့ပုတ်ပြုတ် နော်စားတဲ့အသီးနဲ့လုပ်ပြလိုက်ရင်တော့အပြေရောက်ပေါက်တာဒီတော့ရေကောင်းရေကောင်းနိုင်ငံကြလည်းကျဲဝဲနော်တို့တို့ညောရတယ်ညောရတယ်နော်ဒီစရိပိတာတို့မှခန္ဓာရထဲမှာမြေရှားရေရှားနိုင်ရင်ဒါတော့ဇက်တီကနော်ဒါတော့မှမြန်မာရဲ့အများကြီးတာဒီလိုမျိုးအဲ့ဒါတို့ကဘာလဲမြေမကောင်းပြီလေတို့ကဉာဏ်ပညာကောင်းတယ် စိုက်ကျိုးတဲ့သူကောင်းတယ်မျိုးလည်းကောင်းတယ်ညီတော့ကောင်းဒါတော့မှတော်တော်ကြီးသွားတယ်သူတို့တော်တော်တိုးပွားနေကြီးပွားနေတာမျိုးပါရဲ့ပုံပြေတော့ဘိုးလူနိုင်ငံကတော့မျိုးကောင်းတယ်စိုက်ကျိုးတဲ့သူကကောင်းမျိုးလည်းကောင်းစိုက်ကျိုးတဲ့သူကညံနေညံနေနေနာတဲတော့ဒီမှာစိုက်ကျိုးရေးမှာမအောင်ဘူးစိုက်ကျိုးရေးနိုင်ငံလာဖြစ်နေတယ်စိုက်ကျိုးရေးမှာမအောင်ဘူးစိုက်ကျိုးနိုင်ငံလည်းမဟုတ်ဘူးစိုက်ကျိုးရေးနိုင်ငံစိုက်ကျိုးရေးနိုင်ငံဒီစိုက်ကျိုးမှာမအောင် ဆက်မှုနိုင်ငံကိုဝေးအဲ့ဒါဘုရုံနိုင်ငံပြည်ပေါ်တော့သူတို့ကအင်္ဂါ၃ချက်ရှိတယ်ကဲမှာသူတို့က၂ချက်နေပြီဆက်ပြီးတဲ့သူကကောင်းတယ်ညံကောင်းတယ်မျိုးကောင်းတယ်မျိုးမကောင်းဘယ်မှာပြရကြတော့မျိုးကောင်းတယ်မျိုးကောင်းတယ်ဆက်ပြီးတဲ့သူကမကောင်းဘူးဒါဆက်ပြီးတဲ့သူကကိုယ်အရေးကြီးတယ်ဟုတ်ပြီလားထိုက်ကျိုးတဲ့သူကကိုယ်ရည်အစစကဖျားရှင်လာရှင်တိုင်းဘုရားကိုတင်ရည်ရတော့ထိုက်ကျိုးတဲ့ဉာဏ်ကောင်းတဲ့အခါကျတော့ စေတိုင်းဘုဒ္ဓတော်လူတဲ့ကံမှာဉာဏ်လေးနဲ့ဖြစ်ကျက်တဲ့ဉာဏ်တော်ကြီးနဲ့နော်ဒါနှလုံးသွင်းစင်ကြင်ပြီးတော့လှူလိုက်တာဆိုတော့ဆက်ပြောတဲ့သူကပိုအရေးကြီးတယ်တော့ပိုတယ်သွားတယ်နော်အဲဒါပေမဲ့အားလုံးသုံးချက်လုံးပြည့်စုံရင်တော့ပိုကောင်းတာနော်ဆက်ပြောတဲ့သူဖြစ်တဲ့ဘုရားရှင်ဟာစေတိုင်းဘုဒ္ဓတော်တင်ငဲ့လူတယ်ဆိုတော့ဉာဏ်ပညာကြီးမားတဲ့သူအကျိုးပေးပုံများတယ်ဒါပေမဲ့ဘုရားတို့ကအဲ့ဒီအကျိုးကတော့ဘုရားရဟန္တာကြတော့ဒါဒီကုသိုလ်အကုသိုလ်ရဲ့အကျိုးဆက်ပြီးဘာမှမခံစားတော့ဘူးလေ ဒါပေမဲ့အလုပ်ကနှိုင်းရှင်တယ်နော်အဲအဒီကဘောတော့အလုပ်တာပုံကိုလည်းကောင်းတယ်အလုပ်တာပုံကလည်းတရားမြင်ကောင်းဖြစ်တယ်လူပဲဝိတုကုသိုလ်မျိုးစေးရတယ်ပြုမြင်ရတယ်ကောင်းပုံပဲအစနေတဲ့လူတွေကလည်းစိုက်ပြုမဲ့သူကုသိုလ်မျိုးစေးကိုစိုက်ပြုမဲ့သူတွေကလည်းဉာဏ်ပညာကြီးမားကောင်းပုံပဲသုံးခုလုံးပြည့်စုံအောင်အတိုင်းဆက်ပုံပေါ့အဲဒီတော့အရင်ဆုံးတော့ကုသိုလ်ကောင်းမှုပြုမယ်ဆိုရင်တကယ်အလုပ်ကောင်း ။လေယံမိကောင်းနမက်တိကြီး။နော်။ဘလို့မရှာပြအောင်ဆိုလဲစက်တီဘုံမြင်မှာလဲပေါ့ဆိုင်အောင်ပါပဲ။နော်။အခုဒါဣဇရေလနိုင်ငံကိုကန္နယမြင်မှာစိုက်ပျိုးရေးကိုအောင်မြင်အောင်ဆောင်ရွက်နေ။လေမြေတော့ကောင်းရင်တော့ဘူးကောင်းတော့။လေမြေမကောင်းရင်တော့ကဘယ်လိုပြောလို့လဲ။အဲကျိုးအလူဓာပုံပေါ်ကြီးကနော်တကယ်တရားတော်ပြင်ညာဖြစ်ဖြစ်နေတဲ့အလူဓာပုံပေါ်ကြီးတကယ်သာသနာပြုလုပ်ငန်းဆက်ဆွတ်တဲ့ဆောင်ရွက်နေတဲ့အလူဓာပုံပေါ်ကြီးဆိုရင်တော့ အဲ့လိုမျိုးအလှူတဲ့ပုံစံမျိုးရွေးချယ်ပြီးတော့တကယ်ပြည့်ရပြည့်ပဲဒီလိုတမန်တော်ကြီးမတွေ့တော့ဘူးဆိုရင်လည်းရှိတဲ့ပုံကြီးတော့လေမြေမကောင်းတဲ့အခါကျတော့ကိုကပို့တော့အားဆိုင်ရဘယ်လိုလဲစိုက်တွေ့တဲ့အခါမှာကုသိုလ်မျိုးစေ့စိုက်တွေ့တဲ့ဒီမှာဉာဏ်ကိုပို့သွေးပို့ပြီးချင်းချင်းဉာဏ်ပညာနဲ့ကြီးမားတဲ့ကုသိုလ်မှရှိကမြဉာဏ်ဉာဏ်နဲ့အဋ္ဌဉာဏ်နဲ့ရှင်ပြီးတော့နော်ပို့ပြီးတော့အယူဆိုင်ကိုပြုလုပ်ပြီးပါနော်အဲဟိုတော့အလုံးတန်ပုဂ္ဂိုလ် စာရောစာစာစာလို့မလွယ်ဘူးဆိုရင်လည်းတန်ခါပုံအယုံပြုပြီးတော့ဉာဏ်ပညာကြီးကြီးမားမားနဲ့လှူဒန်းတယ်။ဟုတ်ပြီလားဒါပေမဲ့လည်းအလူမြပုဂ္ဂိုလ်ကတန်ခါတွေခုံးပြီးပဲရှိတာမဟုတ်ဘူး။ခုံးပြီးတန်ခါတော့နံပါတ်7ပေါ့။နော်ဟုတ်ပြီပဲလေ။နော်တကယ်ရွာတဲ့ပုံမျိုးတွေမှာလိုအပ်နေတဲ့သူတွေလိုအပ်သလိုနော်ဒီပုဂ္ဂိုလ်တွေမှာဒီလားမိုင်ပညာကြားကြားလုပ်တဲ့သူတွေပို့ကောင်းတော့ဟုတ်ကြားကြားလုပ်တဲ့သူမဟုတ်လေ။ကိုယ်ကကိုချင်းချင်းပြီးတော့ ပြုတ်တမ်းလို့ရတာပါပဲတကယ်တော့အလုံးစံပုံကခွေးရစားပါတယ်လမ်းလေးကိုကျွေးတာကစေနာစိတ်ထားကောင်းကောင်းနဲ့ဉာဏ်နဲ့ရှင်ပြီးကုသိုလ်ဉာဏ်နဲ့ရှင်ပြီးကုသိုလ်ပြုနိုင်ရင်ခွေးကျွေးတဲ့အလူကလည်းအကြီးဖြစ်သွားနိုင်တာပဲတကယ်တကယ်အလုံးခံတော့ခွေးဖြစ်တယ်ဒါပေမဲ့လူတဲ့သူကကိုကဒီခွေးလေးအားပြေပါပါစေနော်အတိတ်ကမကောင်းတဲ့အကုသိုလ်ကြောင့်သူ့မှာခွေးဖြစ်နေတာရှာတယ်ဒီခွေးလေးဟာ ဆက်ပြီးပြီမေတ္တာရဲ့စေတနာရဲ့ငြင်းနဲ့ချန်ရံပြီးတော့ကျွေးလိုက်ကျွေးလာပြီးကုရင်တော်မှာကိုယ့်ရဲ့အကျိုးပေးရဒီအကျိုးကိုမပြောလဲ့လဲရပါလားမပြောလဲ့တော့ပိုရဒါပေမဲ့ခိုင်ခိုင်အကျိုးကိုဒီလက်သူဖြစ်တဲ့ကောင်းလာလို့ရင်တော့သူ့တော်ကျူရတော့ခံစားရပါမယ်နော်အဲ့အဲ့ဒီအတွက်ငြင်းဒီအရေးကြီးတယ်သူလည်းတသိမ့်ကိုလည်းတသိမ့်ကိုယူလာသေးတူတူကိုယူတဲ့တသိမ့်ကကုလိုပိုရခြင်းနဲ့ငြင်းတဲ့ကိုတွေ့နော် သူလည်းအပင်ဆိုင်ကိုလည်းပင်ဆိုင်ကိုပင်ကြီးထားဖို့အတွက်ဒီအပင်နဲ့ကိုက်ညီအောင်ကိုကပြုစုပြီးတော့ပြုတော်ဝတ်သူလိုပဲကုသိုလ်ပြုလာခြင်းတူတူဉာဏ်နဲ့တူအကျိုးစီးပွားရုံးလာခြင်းတူတူအောင်မြင်လာခြင်းတူလားမအောင်တော့ဘူးဒါလည်းဉာဏ်ပဲအကျိုးဒီမှာကလေးတွေကြောင်းပြီးအကြောင်းသားတွေစာရေးချက်တွေကျိုးစားတယ်ကျိုးစားလာခြင်းတူတာတော့မှဉာဏ်ပါတဲ့သူကအောင်မြင်လာတာဉာဏ်ဉာဏ်နေရာတိုင်းပဲတရားအတုဓာခြင်းတူတူလေဉာဏ်ကြီးတဲ့သူကတရားရမြင် ဟုတ်ပြီလားအဲ့ဒီကအဋ္ဌဉာဏ်ဒီမတန်အရေးကြီးတဲ့အဋ္ဌဉာဏ်နဲ့ရှင်၍ဒါနသီလဘောင်းနာဘောင်းမှုကုသိုလ်များကိုကောင်းမှုကုသိုလ်မျိုးစိတ်များကိုပြုပင်များကိုအဋ္ဌဉာဏ်အကြီးမားစွာဖြင့်အပ်ပြုနိုင်သောလူပေးလူခံလူပဲဝိထုအားလုံးပေါ်မှာဉာဏ်နဲ့ရှင်၍အဋ္ဌဉာဏ်ကြီးမားစွာဖြင့်ကုသိုလ်မျိုးစိတ်များပြုပင်မှာအပ်ပြုပြီးတော့ မဲမျိုးစေ့ပုံမျိုးစေ့တွေကိုပါဆက်ကျွမ်းနိုင်တော့မဲငယ်ပုံညာသိမှုသောအတိအွင့်များကိုရယူခံစားသုံးဆောင်နိုင်ကြတော့ဘုရားရှင်အရိယာသားတို့တပည့်တော်များတို့စေတော်ကောင်းများဖြစ်နိုင်ကြပါ